အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးသူမျိုးချေရေးသားတဲ့မျက်နှာဖုံးတွေရဲ့အဝေးမှာလို့အမည်ရတဲ့ရတစာတန်းလေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာမျက်နှာဖုံးတွေရဲ့အဝေးမှာကျွန်တော်တို့ခန့်ငယ်ငယ်ကလေးဘဝကဖျားပွဲစည်းကို ရောက်ဖြစ်သည်စိုင်းမှာရှိတ်ဆွဲထားသည့်မျက်နှာဖုံးလေးတွေကိုမြင်သည့်အခါသဘောကျသည်လိုချင်မိသည် အတူပါလာသည့်မိဘတွေကိုပူဇာသည် များကြီးမဟုတ်သည့်တိုင်အ ਨੇ ဆုံးတစ်ခုတော့ဝယ်ပေးကြသည်အဲ့ဒီလိုအခြေအနေမျိုးတွင်ကျွန်တော်တို့အကြိုက်ဆုံးဖြစ်သည့်မျက်နှာဖုံးတစ်ခုကိုရွေးချယ်၍အရယူပေးကြသည်ဘလူးရုပ်မျက်နှာဖုံးလေးတွေ့ပါသည်မင်းသားမျက်နှာဖုံးကလေးလည်းပါသည်ရှင်သည့်မျက်နှာဖုံးလေးတွေလည်းပါသည်ကြားရုပ်မျက်နှာဖုံးလေးတွေလည်းတွေ့တတ်သည်မျက်နှာဖုံးအမျိုးမျိုးအဖုံဖုံရှိသည်လူကြီးတမတ်မှုပုံမူတည်၍မျက်နှာဖုံးရယူပိုင်ဆိုင်မှုတွေကကွဲပြားသွားကြသည် ကလေးရွယ်တအူးနှစ်တအူးခန်းစားကြခြင်းမတူကြသည်ဖြစ်၍အကြိုက်ချင်းလည်းမတူညီကြတူညီသည့်အရာတစ်ခုတော့ရှိသည်ထိုအရာသည် မျက်နှာဖုံးကလေးတက်၍အရှားတငယ်ချင်းတွေကိုနောက်ပြောင်လိုခြင်းဖြစ်သည်ဘလူးရုပ်မျက်နှာဖုံးတက်၍နောက်ပြောင်သည့်အခါတငယ်ချင်းများကြောက်လန့်ကြသည် ရုပ်တရနောက်ပြောင်ချင်းခံရ၍အထိတ်တလန့်ဖြစ်ကြသည်အဲ့ဒီအထိတ်တလန့်ဖြစ်ပေါ်မှုပေါ်မှာကျွန်တော်တို့တာယာခဲ့ကြသည်ဘလူးရုပ်မျက်နှာဖုံးနဲ့လျှောက်တာကိုဒီကောင်းလေးကြောက်ရတာပဲဟုတွေးထင်ခဲ့မိသည် ခလေးပြည်ပြည်ဂုံယူဝင်ကြွားခဲ့ကြသည်မင်းသားရောက်မျက်နှာဖုံးကလေးတက်ဆင်၍နောက်ပြောင်သည့်အခါတငယ်ချင်းတွေသဘောကျနှစ်တက်ကြသည်ပြုံးကြပြောကြသည်မကတဲ့ကတဲ့နှင့်ကိုရီအောင်ကပြသည့်အခါတငယ်ချင်းများဗဇက်ဆိုင်တီပေးကြသည်လက်ခုပ်ဩဘာပေးကြသည်တငယ်တရှင်းတွေဆိုပေးကြသည်မြန်နှာပေါင်းတက်ထားသည့်တိုင်ထိတ်လန့်စရာတွေမဖြစ်ခဲ့တအူးနဲ့တအူးတယောက်နဲ့တယောက်ပျော်ရွှင်ကြည်နူးဖွယ်ရာတွေသာဖြစ်ခဲ့ကြသည မင်းသားရုပ်မျက်နှာဖုံးကြောင့်တငယ်ချင်းတွေပျော်ရွှင်ကြည်နူးရသည့်အရာသာကိုနက်နက်ချိုင်းချိုင်းမခံစားဖြစ်သည် ခလေးပြီပြီးဂုံယုံဝင်ကြွားလိုသည့်စိတ်တစ်ခုသာရှိနေခဲ့သည်အဲ့ဒီခလေးဘဝလွန်မြောက်၍ကျွန်တော်တို့ကျင်လည်ရာအတက်မွေးဝမ်းကြောင်းအလောက်ခွင်ထံသို့ရောက်ရှိသွားသည့်အခါမျက်နှာဖုံးများစွာတတ်ထားသည့်လူတွေကိုနှစ်ဖူးတွေထူးတွေရင်ဆိုင်ကြုံတွေ့ကြပါသည်ကျွန်တော်တို့ခလေးဘဝလိုမျက်နှာဖုံးတွေမဟုတ်တော့ ပွဲစည်းတန်းမှာကြက်ရရွေးချယ်ရရသည်တံပိုးတင်မျက်နှာဖုံးတွေလည်းမဟုတ်တော့တငယ်ချင်းတွေကို နောက်ပြောင်ချင်းမပြုတ်လို့လည်းရင်အိမ်မှာချိတ်ဆွဲပြီးတိမ့်ဆဲရသည့်မျက်နှာဖုံးတွေလည်းမဟုတ်တော့ကျွန်တော်တို့ကြုံတွေ့ရသည့်မျက်နှာဖုံးတွေသည်ခံမှန်းရခက်သည်အချိန်နေအချိန်ကားပေါ်မူတည်၍ကွဲပြားရှားနာတကြသည့်မျက်နှာဖုံးတွေဖြစ်သည်ယာရုဝနာရှိသူများကိုအချိုသာဆုံးမျက်နှာအပြည့်ပြည့်ဆုံးစကားလုံးမျက်နှာဖုံးများတက်ဆင်၍ပေါင်းသင်းဆက်ဆံကြသည် ရာထူးအနာမရှိကြသူများကိုအကြံအန်းဆုံးမျက်နှာအကြံအန်းဆုံးစကားလုံးမျက်နှာဖုံများတက်ဆင်၍ပေါင်းသင်းဆက်ဆံကြသည် မပြုံးကျင်တော့လဲပြုံးပြကြသည် မပြောကျင်တော့လဲပြောကြရသည်မဆက်ဆံကျင်တော့လဲဆက်ဆံရသည်မတွေ့ကျင်တော့လဲတွေ့ကြုံရသည်ထိုအရာတွေဒီပလင်မျက်နှာဖုံတွေဖြစ်သည်အလောက်တွင်ထဲမှာအစဉ်ပြေဖို့ရေးစားဝတ်နေရေးအစဉ်ပြေဖို့ရေးသားရေးသမီးရေးစသည့်အရေးပေါင်းများစွာအစဉ်ပြေစေရန်အတွက် ကျွန်တော်တို့အားလုံးမျက်နှာဖုံးတွေကိုအသုံးပြုကြရသည်မျက်နှာဖုံးတွေကို ကိုယ်စီပိုင်ဆိုင်ကြသည်မင်းသားကကပင်မဲ့ဘလူးဆိုင်တီးသည့်မျက်နှာဖုံးတွေနှင့်လူတွေရှိသည်ဘလူးကကပင်မဲ့မင်းသားဆိုင်တီးပေသည့်လူတွေလည်းရှိသည်ကလိုသည့်ကာကြိုးကားကွက်ကိုက နိုင်မှုအတွေ့လိုက်လျောညီတွေဖြစ်သည့်တန်စင်တီးသွာတီးဆိုပေးသည့်မျက်နှာဖုံးတက်ထားသည့်လူတွေလည်းရှိသည်ကကျင်လဲကမကကျင်လဲနေဆိုသည့်သဘောဖြင့် န်စင်တေးသွားတခုတည်းကိုသာတီးပေးကြသူတွေလည်းရှိသည်လူအမျိုးမျိုးဆက်ရွယ်တွေဖြစ်ပြီးမျက်နှာဖုံးမျိုးစုံကိုတွေ့ရသည်အဲ့ဒီမျက်နှာဖုံးတွေကြားမှာရှင်သန်နေထိုင်ရသည့်အခါပင်ပန်းမှုတွေဖြစ်ရသည်အလိုမကျမှုတွေဖြစ်ရသည်စိတ်သွားတိုင်းကိုမပါသည့်အခြေအနေတွေဖြစ်ရသည်ကြိမ်ပန်းများစွာတွေ့လာရသည့်အခါအဲ့ဒီမျက်နှာဖုံးတွေကိုကျွန်တော်မုန်းတီးမိသည်ယွန်ချာမိခဲ့သည်ခလေးဘဝကလိုလိုလိုချင်းချင်းလည်းမဖြစ်မိတော့တခြားသူတွေကိုလည်းမလျှောက်လန့်လို့တော့ တခြားသူတွေထိတ်လန့်သွားကြသည့်ကြောက်ရွံ့မှုကိုလည်းဂုံယူလိုစိတ်မဖြစ်တော့ပြုံးမပြလိုသည့်လူတွေကိုလည်းပြုံးမပြပဲနေလိုက်သည်မပြောချင်သည့်သူတွေကိုလည်းမပြောပဲနေလိုက်သည်မဆက်ဆံလိုသည့်လူတွေကိုလည်းမဆက်ဆံပဲနေလိုသည်သို့တော်လည်းအတ္တမူဝန်းကြောင့်အလုပ်ထဲမှာရှင်သန်နေရသည်ဖြစ်၍အဲ့ဒီအပြုတ်မူရေပြုတ်မူရေမရသည်လောက်ကံရေလည်းမဖြစ်သည်အဲ့ဒီမျက်နှာဖုံးတွေကြားထဲမှာအလိုက်တဲ့စီမျောပျော်ဝင်ရသည်ရေလိုက်တဲ့ငားလိုက်တဲ့လှုပ်ဆောင်ရသည် ကျွန်တော်မဟုတ်သည်တခြားသောသူများ၏မျက်နှာဖုံးများကိုမျက်ွယ်ပြု၍မရသည်နှုတ်ဆက်လက်ပြ၍ကားမဖြစ်သည် မပြုံးပြခြင်းမပြုံးပြခြင်းသည့်တိုင်အပြုံးမျက်နှာဖုံးတက်စင်၍ဆက်ဆံဖြစ်သည်မခေါ်မပြောခြင်းသည့်တိုင်ရှုတာသောစကားလုံးမျက်နှာဖုံးတက်စင်၍ပြောဆိုဖြစ်သည်ဒေါသဖြစ်၍ကိုတိလက်ရောက်စော်ကားလိုသည့်ရှိသည့်တိုင်ဘာမှမခံစားရသည့်မျက်နှာဖုံးတက်စင်၍ဆက်ဆံဖြစ်သည် တချို့မျက်နှာဘုံပိုင်ရှင်တွေသည်ဘဝတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသူတွေဖြစ်သည်တချို့မျက်နှာဘုံပိုင်ရှင်တွေသည်ဘဝတစ်ခုလုံးကိုပြောင်းပြန်လှန်နိုင်စွမ်းမရှိသည့်တိုင်အထစ်ထစ်အငေါငေါဖြစ်အောင်လှုပ်နိုင်စွမ်းရှိသူတွေဖြစ်သည်တချို့မျက်နှာဘုံပိုင်ရှင်တွေသည်မီးလောင်ရာကိုလေပင့်ပေးကြသူတွေဖြစ်သည်တို့အတူတချို့မျက်နှာဘုံပိုင်ရှင်တွေသည်ဘဝတစ်ခုလုံးကိုအစဉ်ပြေရှုံးမွေ့ကြရန်လမ်းပြပေးနိုင်သူတွေဖြစ်သည် တချို့မြန်မာဘုံပိုင်ရှင်တွေသည်ဘဝတစ်ခုလုံးကိုအစဉ်ပြေမချောမွေ့စေသည့်တိုင်ကြုံလာရသည့်အခက်အခဲတချို့ကိုဖြေရှင်းပေးဖို့အတွက်ခွန်အားပေးနိုင်ကြသူတွေဖြစ်သည်တချို့မြန်မာဘုံပိုင်ရှင်တွေသည်မီးလောင်ခဲ့သည့်တိုင်အမြန်ဆုံးနှိမ့်သက်နိုင်ဖို့စောင့်ရွက်ပေးကြသူတွေဖြစ်သည်ခံယူချက်ယုံကြည်ချက်နှင့်ရှင်သန်နေထိုင်ကြီးပြင်းခဲ့ရာပတ်ဝန်းကျင်ပေါ်မူတည်ပြီးမြန်မာဘုံတွေ ကွဲပြားသွားကြသည်စိတ်ခံစားမှုတွေရှားနာသွားကြသည် ကျွန်တော်တို့ရှင်တန်ရာလူပတ်ဝန်းကျင်အဝန်းဝိုင်းမှာကြောင်းရုံထိတ်လန့်ပွဲရာမျက်နှာဖုံးပိုင်ခြင်းကိုပိုင်ဆိုင်လိုကြသူတွေများသည့်ငါမရှိလျင်မဖြစ်ငါသာလျင်အခရားဆိုသည့်ငါဆွဲအတ္တကိုရှေ့တန်းတင်ထားသည့်မျက်နှာဖုံးကို ပိုင်ဆိုင်လိုကြသူတွေလည်းများသည်ဘလူးဆိုင်တာတီးပေးလိုသည့်မျက်နှာဖုံးကိုပိုင်ဆိုင်လိုကြသူတွေလည်းများသည်ခလေးဘွားကကြုံတွေ့ကြရသည့်မင်းသားယုတ်မျက်နှာဖုံးနှင့်လူတွေအတော့ကိုချသွားသည် ကိုယ်တိုင်ကလည်း ်ပျော်ရွှင်ကြည်နှူးမှုရသလိုတခြားသူတွေကိုလည်းပျော်ရွှင်ကြည်နှူးမှုပေးနိုင်သည့်မင်းသားရုပ်မျက်နှာဖုံးကိုလိုချင်တတ်မှတ်သူများအတော့ကိုနှဲပါသွားခဲ့ပြီဖြစ်သည်အဲ့ဒီလိုရက်တည်ဖို့အတွက်လည်းဘယ်သူမှစိတ်မဝင်စားတော့မင်းသားမျက်နှာဖုံးဆိုပေမဲ့ဘလူးကမကရန်အရေးကြီးသည်မိမိကိုယ်တိုင်အပါအဝင်တခြားသူများစွာကိုပျော်ရွှင်ကြည်နှူးကြရန်အတွက်ပေးဆက်သူတတ်တတ်ဖြစ်ရန်လည်းလိုသည်ဖြစ်နိုင်လျင်တော့ညီသည့်မျက်နှာဖုံးကတက်မှတ်ထားပဲကျွန်တော်တို့နှင့်ပတ်သက်ဆက်ဆံနေသည့်လူပတ်ဝန်းကျင်ကို မေတ္တာတရားတွေဂရုဏာတရားတွေမုဒိတာတရားတွေနဲ့ထုံမုံပေးလိုသူတွေသာဖြစ်စေလိုသည်မိမိတဦးတည်းတက်ဆန်းတရွေ့ဆောင်ရွက်ပေးမှုကြောင့်လူအတိုင်းဝိုင်းမှာငြိမ်းချမ်းပျော်ရွှင်မှုများစွာကို ဖန်တီးပုံဖော်ပေးလိုသူတွေသာဖြစ်စေလိုသည်တက်ဆန်းသမျှပညာဉာဏ်ဆွမ်းဖြင့်လောကကြီးကိုအလှဆင်ပေးသူတွေသာဖြစ်စေလိုသည်အေရာတွေသည်ကျွန်တော်ဤစိတ်ကိုမျှော်လင့်ခြင်းအိမ်မက်တွေဖြစ်သည် ဖြစ်လာပါမည်ဟုလည်းအတိအကျမမျှော်လင့်ရဲသလိုဖြစ်မလာပါဟုလည်းအတိအကျမဆိုရဲအဘဲကြောင့်ဆိုတော့ကျွန်တော်အပါဝင်လူတဦးချင်းတယောက်ချင်းဒီတိုင်းမှာမျက်နှာဖုံးတွေရှိနေခြင်းကြောင့်ဖြစ်သည်ကျွန်တော်ကိုယ်တိုင်မပိုင်ဆိုင်လို့သည့်တိုင်ကျွန်တော်ပံ့ပိုးခြင်းမှာရှိကြသူတွေပိုင်ဆိုင်နေကြအောင်မှာတေချာသည် မျက်နှာဖုံးတွေကိုလက်ဝယ်ထားကြအောင်မှာတေချာသည်ကြုံကြိုက်သည့်အခါတိုင်းရှောက်လန့်၍တခြားသူများအထိတ်တလန့်ဖြစ်စေလိုသည့်ယတ္တကိုဂုံယူကျင့်နေကြသူတွေရှိနေအောင်မည်ဖြစ်သည် ထို့အတူကြုံကြိုက်သည့်အခါတိုင်းကိုယ်တိုင်ဝမ်းသာပျော်ရွှင်ကြည်နူး၍တခြားသူများစွာကိုဝမ်းသာကြည်နူးမှုရစေလိုသည့်ယတ္တကိုတယူတယနှစ်သက်မြင်လို့ကြသူလေးလည်းရှိနေအောင်မည်ဖြစ်သည်ဤယတ္တဤယတ္တသည်မျက်နှာဖုံတက်ဆင်သားကြသူများကသာပေးစွမ်းသည့်မတူကွဲပြားသည့်ယတ္တတွေဖြစ်သည်မည်သည့်မျက်နှာဖုံးမှာတက်ဆင်မထားဘဲလူအတိုင်းဝိုင်းတစ်ခုငြိမ်းချမ်းပျော်ရွှင်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းတည်တာလျင်စစ်မှန်သည့်အဖြစ်တစ်ခုဟုကျွန်တော်ယူဆပါသည် တို့တော်လေကျွန်တော်တို့အားလုံးဒီပုထုဇဉ်လူသားတွေဖြစ်၍တဏယမတ်တွေမငြိမ့်သည်ထိုအခါငါဘာကောင်လဲဆိုသည်ကို ပြတတ်ဖို့မျက်နှာဖုံးတစ်ခုကိုမဖြစ်မနေဆောင်ထားကြသည်မဖြစ်မနေအသုံးပြုကြသည်အဲ့ဒီလိုဆောင်ထားခြင်းအသုံးပြုကြရင် မျက်နှာဖုံးတွေနှင့်လက်ပွန်းတတိရှိနေကြသည်ကျွန်တော်ကိုယ်တိုင် မျက်နှာဖုံးတွေနှင့်ဝေးရာအရက်မှာလိုချင်သည်ကျွန်တော်ဘေးမှာရှိကြသည့်လူတွေအားလုံးမျက်နှာဖုံးကိုစီတတ်ထားကြသည်ရကား ကျွန်တော်ကိုယ်တိုင်လည်းရုံထွက်ရခတ်နေခဲ့သည်အကယ်၍တစုံတယောက်သောသူတို့ကဘလို့မျက်နှာဖုံးကိုပိုင်ဆိုင်လို့တလဲဟုမေးလာခဲ့လျင်ဘလူးဆိုင်တီလဲမင်းသားကကသည်မင်းသားဆိုင်တီလဲမင်းသားကကသည်လူများပြုံးပြော်ကြည့်နူးစေသည်မင်းသားမျက်နှာဖုံးတစ်ခုသာလိုချင်သည်ဟုအပြည့်ပေးမိမှာတေချာပါသည် မျိုးရှိဟုတ်ကဲ့ရသသာဒဏီကတော့အီဒီမဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ အခုဆက်လက်ပြီးတော့စာရေးသူယူဇနာမင်းရေးတဲ့အနာကရှူရှူအပျော်ကခါခါလို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအနာကရှူရှူအပျော်ကခါခါ အခန့်တိမိုးဒီအညာမိုးပီတာစွာပတ်ဝန်းကျင်တစ်ခုလုံးအုံဆိုင်လည်းရဲ့ရွာကောင်းနေစေရှောက်တွေ့နေသောမြက်ခင်းပြင်းများသည်လည်းထိုမိုးရင်မိုးစက်များကြောင့်စိမ့်လန်းကုန်ကြသည် တကားပေါင်းမှတိုက်ခတ်လာသောလေသိန်းရန်တံများက အာယုံကိုလှုပ်ခတ်နှိုးနေတဲ့ကဲသို့ခံစားရ၏နနခင်းအလှကလည်းတနေ့တာဤလုပ်ငန်းတောင်ဝန်များကို တူးဆွပေးနေသည့်အလားထိုမနခင်းနှင့်အတူယူငယ်အိယာမှနိုးထလာခဲ့သည်အိမ်နောက်ဘေးတဲဆုပ်ကလေးအတွင်းမှ ထိုးထားသော စပိန်အဆုပ်ခက်နဲ့နယ်ကလေးကိုတွန်ရင်အပြင်ဘက်သို့ထွက်လာလိုက်သည် မမကြီးညီမလေးကြောင်းသွားတော့မယ်မဟုတ်ဖို့ပြုံးကြောင်းစားတက်တဲ့နေ့ဆိုတော့ပူပူလူလူ900တော့ပြီးနော်မမ ပေးမှာပေါ့ညီမလေးရေ။ဩဒါနဲ့အတိတ်ကကဘာလဲဖြေပါဦး။ဘွဲရပညာတက်ကြီးဖြစ်ဖို့ပါမမ။မင်းနေကြမေကွန်အားဖြေနေကြပုံစံမျိုးဖြင့်ရုပ်ငယ်အပြေပေးလိုက်သည်။မမကကျင်းနဲ့ပြုံးပြုံးကသူ့ရင်ဘတ်ထဲကြမှာဟောင်းတွဲနေသော200တန်း2ရက်နေ100တန်းကိုရုပ်ငယ်လက်ထဲသို့ကမ်းပေးသည်။ရုပ်ငယ်တို့ကညီအမနှစ်ယောက်သာရှိသည်။ မမကငါးချာတည်းအလုပ်ကိုလုပ်ပြီးရာသည့်ဝင်ဝင်ကလေးနှင့်ယူငယ်ကိုကြောင်းထားပေသည်ငါးမိုင်နီးပါးဝေးသောခရီးကိုဒီစပိန်အစုပ်ကလေးနှင့်ယူငယ်နှိမ့်ဆတူဝါကြောင်းတရသည် မပြည့်စုံသည့်ဘဝကမွေးဖွားလာသည့်သူမျိုးကြောင်းမှလည်းအဆဆရရာမျက်နှာငယ်ရသည်ပေပေနဲ့မေမေကယူငယ်တနှစ်သမီးအရွယ်လောက်မှာပဲရှေ့စဉ်နောက်စဉ်ဆုံးပါသွားကြကြ၏ထိုအချိန်မှစကမမကငါးရှာဖားရှာလို့ရင် ဖြစ်တယ်လို့ရှာဖွေကြည့်မိခဲ့ပါသည် တနေ့လုံးမှ တနေ့စားရတာမို့မမကယူငယ်ចောင်းစည်ရဲ့အတွေ့အနိုင်နိုင်ကုန်းယုံချာနေရသည်စင်ရဲ့ချင်းဆိုသည့်ဒုက္ခကိုယူငယ်တို့ညီမနှစ်ယောက်ရင်စည်းခံစားရသည်ငငယ်တုန်းကဆို စားစရာမရှိသည့်အတွေ့ယူငယ်တို့ညီအမအိမ်ရှိဗန္နာပင်ပေါ်ကကြွေကြသည့်အသည်ကိုထုခွဲပြီးစားရဘူးသည်ဗန္နာသည်အခွန်ကမာပြီးခါနေ၍စားမရအထဲကအဆန်ကလေးများကတော့စိတ်သည် ဘိုင်းမဝတော်လဲကတွင်အရတာအလုံးရှိလာသည်တခါတရံလမ်းဘေးကစုံရွယ်ကမုန်းညံရွယ်များကိုခုကဟင်းလှုပ်ရှားဘူးသည်လဲရှိခဲ့၏ထို့သောဝန်းစာကိုကြံဖန်ရှားဝေးစားတော့ခရသည်ဘဝအနေသာအခန်းနှင့်ပလိုင်းကြီးနဲ့ဘယ်သွားမလို့လဲမမဒီနေ့မနာဘူးလားဟင်ဘယ်နာလို့ရမလဲညီမလေးရဲ့မမနာရင်ထမင်းကမှာပေါ့တနေ့လုံးမှာတနေ့စားရတာဖြစ်နိုင်ရင် ပဲဒီကောက်တောင်မမနိုင်ရှင်းနေတယ်။ကျောင်းပဲရဖြစ်ဒီမိုးယူငယ်လဲမမနဲ့အတူငားရှာလိုက်ရှင်သည်။တက်နိုင်ဒီဘက်မှမမကိုကူညီပေးခြင်းဤထို့ကြောင့်မမကိုခွင်တောင်းမိ။မမကပထမတော့လိုက်ဖို့ခွင်မပြု။ယူငယ်ကဇိုအတင်းပူကြတော့မှခွင်ပြုမဲ့ရပြီးခေါင်းညှိနေတော့ဤသူနေကယူငယ်တို့ညီမနှစ်ယောက်အချိန်တော်တော်ကြာငားချခဲ့ကြသည်။ကံကောင်းသည်ဟုပြောရမည်။ယူငယ်လိုက်လာသည့်နေ့မှာငားမျိုးစုံအောင်ရသည်။ ဖားဆိုလဲစားဖားအကောင်ကြီးများရခဲ့သည်ပဇွန်လုံးလဲအနေအချင်းရခဲ့သည်ညနေနေဝင်ချိန်အထိရုပ်ငယ်တို့ညီမနှစ်ယောက်မနာခဲ့ကြပလိုင်းထဲမှာလဲငါဖားပဇွန်လုံးများဖြင့်ပြည့်နေပြီဈေးကောင်းရခဲ့သည်မို့အိမ်အပြန်လမ်းမှာရုပ်ငယ်နေမှမှတယောက်လက်ကိုတယောက်ချိန်ပြီးပျော်ရှင်စွာပြန်ခဲ့ကြသည်အခန်းတော်ဒီနေ့တော့ရုပ်ငယ်ចောင်းတက်ရသည်မှာစိတ်မပျော်ရှင်အိမ်မှာကြံခဲ့သည့်မမကိုတတိတွေရနေသည် မနေ့ကငားချထွက်ခဲ့ကြသည်ကိုအာယုံထဲမှဆွဲထင်နေသည်။ကြောင်းပြန်ခရီးမှလည်းလမ်းဘေးပတ်ဝန်းကျင်က တိတ်ဆိတ်နေတတ်နေသည်။ဝမ်းနဲ့စိတ်တို့ဖြင့်ရုပ်ငယ်ရင်ထဲစွန့်နေနေ၏။ကားလမ်းပေါ်ရောက်တော့ရုပ်ငယ်စပိန်ကိုမရှိတော့ဘဲတွန်း၍လာခဲ့မိ၏။ရုပ်ငယ်တို့ကြောင်းနှင့်တမိုင်တတလာအိုရောက်ကားလမ်းဘေးတွင်ခလေးတိုက်ကလာနေသည့်ကားများကိုတားပြီးပတ်စံလှမ်းတောင်းနေသည်ကိုတွေ့လိုက်ရသည်။ ကားတဲကလူများသည်အကြွေကလေးများပြစ်ချပေးသွားသလိုတချို့ကားတွေကြတော့လေကြွေဝိုက်ရှောင်ကွင်းသွားကြပြန်သည် ထိုမြင်ကွင်းကိုကြည့်ပြီးယူငယ်ကလေးတွေကိုဂယုနာတက်မိ၏သူတို့နှင့်ရှင်နေရင်ယူငယ်ကံကောင်းသည်ဟုပြောရမည်ဒါကလည်းမမတယောက်ရှိနေလို့သာ ဖြစ်သည်ဟုအသေးချာယုံကြည်မိသည်ယခုချိန်ထိအိမ်အောင်မပြူသေးပဲယူငယ်ကိုသာလှုပ်ကြွေပြုစုဆောင်ရှောက်လာသည့်အတွေ့မမကိုတန်ထားမိသည်ရှစ်လဲရှစ်ဤ ယောက်ျားများနှင့်ရင်မောင်းတမ်းပြီးငားချာဖားချာလုပ်နေရသည်အလုတ်ကိုကြိုးကြိုးစားစားမချက်မကြောက်လုပ်၏အနေအထိုင် ရိုးဧတလောက်လုံရသည့်အလုတ်က ထမိန်တို့တို့ဝိ၍ရှုံးပွဲတဲခန္ဓာကိုယ်တစ်ခုလုံးနှစ်ပြီးလုံရသည့်အလုတ်သူများတကမြေမြဝေဖန်နေပါစေမမကတော့ဂယုမဆိုင်မမကအเจ้าစိရိတ်နှင့်တဖက်ကအိမ်စိရိတ်အတွေ့လုံပန်းနေရသည်ကိုပင်ပျော်နေသည့်ဟန်မျိုး ခန်းလေးမမမမရေညီမလေးចောင်းသွားတော့မယ်မုတ်ဖိုးပေးអូရခင်နေများနေမတူမမမျက်နှာအမူအရာပြက်နေသည်ဟုသတိထားမိသည်မျက်လုံးများလည်းမိုးအင်နေမမကအင်းကြီးအိတ်ထောင်ထဲ၌လိုက်ခေါင်းအောက်ကိုလှန်ကြည့်လိုက်နှင့်မမမျက်နှာပေါ်တွင် နွမ်းလျာသော အမူအရာများကိုမြင်လိုက်ရသည် နောက်မမကအတန်ဖြက်ဖြော့ကလေးနှင့်မမနေမကောင်းလို့ဈေးမရောင်းမထွက်နိုင်ဘူးဒီနေ့တော့မဖိုးမယူနေအောင်နော်ညီမလေး ဟင်းမမရေဒီလိုဆိုညမလေးတို့ဘာနဲ့တွားဆိုင်ရမှာလဲညမလေးကြောက်မသွားတော့ဘူးမမဘေးမှာနေပြီးပြုစုပေးမယ်မရဘူးယူမယ်ညမလေးကြောက်သွားမှာကြောက်သွားမှာရမယ်နေမကောင်းတာကခဏပါပဲညနေပိုင်းဈေးပြန်ထွက်မှာစိတ်မပူနဲ့ညမလေးကြောက်သွားစရာရှိတာသွားဟာမရဘူးမမမသွားဘူးယူမယ်ညမလေးနင်း မမကမျက်နှာထားအနှဲငယ်တင်း၍ဆိုသည်မိတို့ပင်ပြောပြောမရသည့်မမကိုယူငယ်စိတ်တူလာ၏နေမကောင်းသည့်ကြားလဲဈေးသွားရောင်းမိရှာလာသည့်ငါးများဖားများကလည်းကုံတော့မိအဖျားကြီးနေသည့်ကြားကကိုတိုင်ကိုကိုကိုဒုက္ခခံသည်ယူငယ်ဒီအတိုင်းလက်ပိုက်ပြီးကြည့်မနေနိုင်တခုခုလုံးမဖြစ်တော့မိပြီးလည်းမမကိုဆေးထိုးဆေးတောက်ရမိညနေစာစားဖို့အတွက်ထမင်းဟင်းလိုအပ်နေပြီဖြစ်သည် ယူငယ်မမအတွေ့တခုခုလှုပ်ပေးခြင်းသည်ယူငယ်ကောင်းထဲမှာအတွေ့များပလုံစီနေ၏နောက်ဆုံးတွင်ယူငယ်အဖြစ်တခုကိုရလိုက်သည်မှန်ခြင်းမှားခြင်းကိုယူငယ်မဝေခွဲခြင်းတော့ဆုံးပြတ်ချက်တခုကိုယူငယ်ခိုင်ခိုင်မာမာချပြီးအကြောင်းသို့ထွက်လာခဲ့လိုက်၏အခန်းကတရွေ့ရွေ့နှင့်နင်းလာရင်ရွာလမ်းကိုကျော်ကာကားလမ်းပေါ်သို့ရောက်လာလေ၏အတွေ့အဲတွင်မမဤပုံရိပ်တချို့ကဝူတော်ဝါထင်ကြံရည်၏ နေရာတိုင်းသည်အထီးကျန်နေတကယ်သို့တိတ်ဆိတ်တငယ်နေသည့်စိတ်ကိုခဏတာမေ့ပြီးစပိန်ကလေးကိုတစ်ပင်အရေးအောင်နာရက်လိုက်သည်ထို့နောက်စီးလာသည့်ဖနက်ကိုချုပ်လွယ်ဧကလေးကိုဘေးမှချဝက်လာသည့်ကြောင်းသိန်းထမိန်ကိုဒူးအထက်အထိခတ်တူတူပြင်ဝင်လိုက်သည်ထို့နောက်ကားလမ်းဘေးတွင်ရက်ကလက်နက်ဖက်ကိုရှေ့သို့ဆန်းပြီးလမ်းပေါ်တွာလာနေကြသည့်ကားမှန်သမျှယူငယ်လှမ်းတောင်းနေလိုက်မိတော်သည် ကားပေါ်မှပြစ်ချလိုက်တော့ပတ်စံအန်ဂျီရှိုးကလမ်းမပေါ်သို့ပြန့်ကျဲနေသည်ယူငယ်အရှားကလေးများနှင့်အတူအပြေးလွှားလိုက်ကောက်ခဲ့သည်အကျွေးဆိုတော့လဲယူငယ်တို့အတွေ့တန်ဖိုးကြီးသည်ဒီလိုနှင့်ယူငယ်ကားတစီပီတစီလက်ဝါးဖြန့်တောင်းနေမိသည်တယောက်ယောက်တိသွားလိမလားဟုပူပန်နေရ၏ယူငယ်မချက်နိုင်တော့မမဤမြေတားတရားထုတဲ့ကယူငယ်ရင်တွင်မှဆက်ကြောက်တိမ်ငမှုတို့ကိုအဝေးသို့တွန်းဖယ်ထားနိုင်ခဲ့သည်လေကားများတစီပီတစီ နာဤများကတရွေ့၍တချို့ကအထင်သေးသည့်မျက်လုံးများတချို့ကတနာကယူနာအကြည့်များမိတို့ပြင်ဆိုစေကမူယူငယ်ဒီကနေ့ကိုလိပ်ပြာလုံးစွာဖြင့်ကြော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါသည်တောင်းရသည်များပတ်စံအချို့ကိုစုပ်ကန်ကြည့်ပြီးယင်ထဲမှာအတိုင်းမသိအောင်ပြောရှင်နေမိသည်အိမ်ပြန်ရောက်လျင်မမကိုဆေးထိုးပေးပြီးထမင်းဟင်းဝယ်မည်ဟုစိတ်ကူးထားလိုက်ယုံငယ်တနေ့လုံးအကြောင်းမတက်ခြင်းဖြစ်ဒီကိုမမမသိပါစေနှင့်ဟုတော့တိတ်တဆိတ်ဆူတောင်းချွေမိသည် ညနေပိုင်းရုပ်ငယ်လက်ထဲမှာငွေအတော်အတော်များများရကြိမ်မှအိမ်သို့ပြန်လာခဲ့လိုက်အခန်းရှာအိမ်ပြန်ရောက်တော့အိမ်အပေါက်ဝတွင်မမကိုရုပ်ငယ်တွေ့လိုက်ရသည်တဲတဲထားနေကြစပိန်ကိုပင် မထားတော့ပဲအိမ်အပြင်ဘက်မှာတောက်ထောက်ထားခဲ့တာမမစီတို့ဝမ်းသာအာရနှင့်ခတ်တွက်တွက်ကလေးလှမ်းလာခဲ့လိုက်သည်မမရေဒီမှာကြည့်ပါဦးเจ้าမှာကြိုင်ပွဲလေးတစ်ခုလုပ်လို့ညီမလေးဖွင့်ပြိုင်တာစွန့်ငွေတွေရလာခဲ့တယ် မူသားစကားကိုပထမဆုံးအကျဉ်းယူငယ်ဆိုလာခြင်းဖြစ်သည်မမကယူငယ်လက်ထက်ကပတ်စံများကိုကြည့်ကအနာကတ်လာပြီကဲဟာကဲဟာထင်မှတ်မထားပဲမမဤလက်ဖဝါကယူငယ်ဤဇကုံကိုသူကြလိုက်ဟင်းမမမမဘာဖြစ်လို့ညီမလေးကိုရမ်းရတာလဲညီမလေးဘာမှလုပ်မိလို့လဲအေးနင်ဒီနေ့ဘာလောက်လာတယ်ဆိုတော့ငါမသိဘူးမှတ်နေလား နေကွန်နေလဲလာပြီမထင်နဲ့နေကိုကြောင်းထားတာပညာတက်ကြီးဖြစ်စေခြင်းတို့လမ်းဘေးမှာတောင်းဆာနေတဲ့တထောင်သာဖြစ်စေခြင်းတို့မဟုတ်ဘူးနေမို့တော့လုံရတဲ့ရုံငယ်ရဲ့ငါအကုန်ကြားပြီးပြီနေငါ့ကိုအချက်ခွဲတာလားမဟုတ်ဘူးမမမဟုတ်ဘူးရုံငယ်မမအမေကိုအသေးစားပြန်မပြောနိုင် ကွမ်းအပ်ပြီးနာကျင်လာသည့်နှလုံးသားကိုဖိထားရင်း ရုပ်ငယ်တထောင်စားဖြစ်ရှင်တို့တောင်းခဲ့တာမဟုတ်ပါဘူးမမကိုတဏှာတို့မမတယောက်တည်းရုန်းကန်နေရတာမကြည့်ရလို့မမနေမကောင်းချိန်မှာဆေးဖိုးနဲ့စားသတ်တွေလည်းလိုအပ်တယ်လေမမမမမကြအောင်စိတ်ထဲကတိတ်တဆိတ်ပြောနေမိသည်အတန်များက အပြင်ကိုတော့ထွက်မကြလာနိုင်ခဲ့ပါမမပါပြင်ပေါ်တွင်မျက်ရည်များဖြင့်ပြည့်နေ၏ မမောက်ကိုကြည့်ရသည်မှာယူငယ်မရောက်ခင်အချိန်တော်တော်ကြာကလေးကငိုဆိုင်နေခဲ့ရတယ်လို့မျိုးမမဤမိုးဤနေရနေသောမျက်လုံးများကိုကြည့်ယုံဖြင့်တည်မြင်လာသည် နာကျင်မှုဤနောက်ွယ်တွင် ပုံအောင်နေခဲ့သောမမရင်ထဲကမြစ်တာတရားကိုမြင်တွေ့ရခွင့်ရလိုက်ခြင်းကြောင့်ဇပိုးပေါ်ကတန်ရသည်မနာတော့ပါယူငယ်မှာနာကျင်မှုမှချုံမိန်မှုကိုပြောင်းလဲခံစားရသည်အရင်းဆံမှုမှအရင်စိတ်သို့ပြောင်းလဲဖြစ်ထွန်းလာ၏ မမရေညမလေးတောင်းပန်ပါတယ်နော်ဒါပေမဲ့လေဒီပတ်စံလေးကိုတော့ဈေးဘိုးအဖြစ်တုံးပေးပါညမလေးနောက်ဘယ်တော့မှဒီလိုမလုပ်တော့ပါဘူးမမကရုပ်ငန်လက်ထဲကြီးပတ်စံလေးကိုကြည့်ကတပြင်းဖြော့ဖြော့လေးတစ်ခုချလိုက်ရင်ညမလေးရဲ့စိတ်ကိုမမနားလဲပါတယ်နောက်တခါဒါမျိုးမလုပ်တော့နဲ့နော် နောက်တခါဒါမျိုးလုပ်ရင်မမရင်ကျိုးရမှာဟုပြောဆိုကရုပ်ငန်ကို ထွေးပွေးလိုက်လေ မမမြဝန်းတွင်အတားအဆီးမဲ့ကြာဆင်းနေသောမျက်ရည်များနှင့်ထို့နောက်အဓိကကဘာတဲ့ညီမလေးဟုစုံနေကြစကားကို မျက်ရည်များကြားတွင် အပြုံးဝင်တစ်ခုနှင့်ဆို၏ရုပ်ငယ်လည်းအာပါတရပြုံးကဘွဲ့ရပညာတတ်ကြီးဖြစ်ဖို့ပါမမဟုပြန်ပြောလိုက်၏ကဲအဝေးအစားတော့လေတော့ဟုတ်ကဲ့မမယူငယ်အဝေးအစားလဲကအင်ရှိခန်းတို့ပြန်ရောလာသည့်အချိန်မမကဒန်ကျေလိန်စေဘူးကလေးကင်လည်းရဲ့ ထိုအချိန်အင်းရင်ပြင်ပတ်၌အညာမိုးသည်အညာမိုးပိပိတနာအုံဆန်းရွာကြလို့လာတော့သည်ယူဇနာမင်းဟုတ်ကဲ့ဝိထုတော်လေးကတော့ဣဒိမေပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာအချိန်ပေးပြီးဝင်ရောက်အားဖြည့်ပေးခဲ့ကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတို့မှတဝူးတယောက်ချင်းဒီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာညီကောင်မတို့များအားလုံးဘေးကင်းကြပါကြပါစေခင်ဗျာ